င်္ဂလာပါဗျာအားလုံးကျန်းမာပါစေထဲတော်ပါစေဘိုင်ရဲကိုမျက်နှာမြင်ဘိုင်ကိုတကြလို့အားလုံးပျော်ရွှင်ပါစေအကြောင်းကိုဘိုင်စုမကောင်တောင်းပါတယ်ဗျာဒီနေ့က28ရက်နေ့စေလာ2025ပေါ့နော်ဒီဖိုင်ကဒါအာရခိုင်နေရာလေးတည်တံ့ကိုပြောပြီးတဲ့ file ကြီးဖြစ်ပါတယ်เนาะတက်မတော်ကတော်တော်ကျွေးတာဘုံကဘယ်နှလုံးလောက်ကျွေးတယ်လဲဆိုတာကိုဒါဘိုင်းကပြောချင်လို့လို့ဒီတစ်ခေါက်ကိုတည်တံ့ကိုဟိုဒါတည်ကြကြကိုလေ့လာပြီးတော့မှပြောရတာ ပုံစံကြောင့်ဒီကွင်းနှောင်းရွာအနီးမှာရှိတဲ့အေးစခန်းကိုအေးဒီရှိနေတဲ့စူးဖွက်နေတဲ့နေရာကိုဗစ်တူဦးနေမောဒရုန်းနဲ့သွားချတာဒရုန်းနဲ့သွားချတဲ့အချိန်မှာအေးအားလုံးက6ရောက်လောက်ကတကယ်အနာလိုက်တဲ့အပုံလိုက်ခဲလိုက်ဖြစ်သွားတယ်6ရောက်ကတည်တဲ့လူကတော့အနေဆုံးစိတ်ကျွန်တော်ထင်တယ်၄၅6ရောက်လောက်ဖြစ်ပြီးတော့ဂျန်နာတွေကတော့လဲသွားတဲ့ပုံစံညတော့ဒါမတည်သေးတော့မှသူတို့တည်လောက်မဲ့အနေထားမျိုးဖြစ်သွားပြီး အဲ့အဲ့မှာ9ရောက်10ရောက်လောက်ရှိတယ်တောင်းတော်ကဒါ drone နဲ့တေချာကြည့်ပြီးတော့မှတေချာရှင်းချလိုက်တာအဲ့တချိန်တည်းရှင်းတာမဟုတ်တောက်လျှောက်လိုက်ရှင်းတာဖပြေးတဲ့ပတိတိုက်ရှင်းတာအဲ့နှစ်နေအောင်လိုက်ရှင်းတာကိုတွေ့ရတယ်အဲ့မှာအာကွမ်းတုံးရအနီနာလေးမှာရှိတဲ့ဒါ A စုဖွဲ့တဲ့နေရာကိုချလိုက်တော့ A တွေတော်တော်သေးတာကိုကျွန်တော်တို့တွေ့လိုက်ရတယ်ဒါတွေမဲလားဆိုမဟုတ်ဘူးဒါတွေမဲလားမဟုတ်ဘူးအမ်းမြို့နယ်မှာရှိတဲ့ဒီမြို့ဟောင်းတရက်ကွာမှာချတဲ့ဒီဟို general fight တာပေါ့ general fight လိုက်တာပထမတလုံး900တလုံးချလိုက်တဲ့အချိန်မှာအဲ့မှာအေအုတ်ချိုကြီးဘာရကောင်းဝင်အိမ်နဲ့နေအိမ်နဲ့အဲ့ပတ်ချလဲမှာရှိတဲ့အဲသူတို့စူးဖွဲ့မှုနေတဲ့နေရာကိုတလုံးချပေးလိုက်ချလုပ်ပြီးသွားတယ်နောက်နိုင်ဝက်တနိုင်လောက်ချတဲ့အချိန်မှာနောက်ထပ်လာပါပြီတလုံးဆိုပြီးတော့နှလုံးကျွေးလိုက်တာနောက်ထပ်လာပါပြီတလုံးကတော့အမုံကျွေးလိုက်တဲ့အတွက်အဆောက်အဦမှာကျွေးတဲ့အတွက်ပုံပြီးထိရောက်တာပေါ့ပုံပြီးထိရောက်တာပေါ့အယောက်40မီပါလောက်ကို ဟိုဒါဒိုင်ယာလေးပြင်းထန်နေအဲဒုတိယတလုံးမှာအယောက်40လောက်ဖြစ်တယ်ပထမတလုံးမှာတော့သူတို့9ယောက်လောက်ပဲတည်ပြီးတော့ဒိုင်ယာရတဲ့လူက9ယောက်10ယောက်လောက်တော့ရှိမှတည်းဒုတိယတလုံးမှာဒိုင်ယာရတဲ့လူက40ကျော်ဖြစ်ပြီးတော့တည်ရလူ20ကျော်လောက်ကြာတယ်အဲဒီမှာနေမှာသူကနှလုံးလုံးမှာတည်တဲ့လူကအယောက်အစိတ်ဝင်းကျင်လောက်ရှိပြီးဒိုင်ယာရတဲ့လူက45ယောက်လောက်ရှိတယ်တပ်မတော်ကျွေးတက်တည်အဲ့လိုပိုက်ပိုက်နေနေကျွေးတာအဲ့လိုပိုက်ပိုက်နေနေကျွေးတော့ အကျန်းဖက်တွေက area တဖြည်းဖြည်းမျိုးကပြုတ်လာတာပြုတ်လာ ပြုတ်လာပြုတ်လာတာရှိတယ်။နောက်ပြီးတော့ဒီဘက်ကြောက်ဖြူဘက်ဆိုလို့ချင်လို့ချင်တော်သိန်းရွာအာဟိုတက်မလို့ကပြန်လဲထိထုတ်လိုက်ပြီနော်ဒီကြောက်ဖြူမျိုးကဟိုက15မိုင်ပတ်လဲ7မိုင်ပတ်လဲဟိုကမျိုးပြင်းနေတာဆိုအကုန်လိုက်ထိထုတ်ပြီးဒီတိုင်းချောင်းရွာနဲ့ဒီပြားချင်းရွာရဲ့ကြားမှာရှိတယ်ဗျာအဲပလောင်ချောင်းဆိုတဲ့အေစကန်းကိုဖိထုတာလဲပဲဘလောင်တော့တည်တယ်လဲဆိုလို့ရှိရင် ပိုက်အဲ့ဒီလိုပဲအခုတက်မောင်ကနေရာတိုင်းမှာအာတလုံးချပြီးမှနှလုံးသွားချအဲ့လိုမျိုးရှိပထမတလုံးနောက်နှလုံးအဲ့လိုချတယ်အဲ့လိုချတော့အဲဒီရခိုင်မှာအဲ့ပလောင်ချောင်းကဟိုကြရတဲ့အလုံးကပိုပြင်းထန်တယ်ပိုပြင်းထန်တယ်အဲ့တော့အေးကပထမတစ်ချိန်ကြားလိုက်တဲ့အချိန်မှာက15ရောက်လောက်ဆိုတော်တော်လစ်သွားတယ် လင်းသွားပြီးတော့မှခဏတနာရီလောက်ကြာတဲ့အချိန်ကျမှတက်မတော်ကနောက်တစ်ခေါက်ပြန်ကျန်လိုက်တဲ့အချိန်မှာသူတို့ကလာအောင်လို့လို့တွားရနုံနဲ့စောင့်နေအကုန်လေချောင်းကင်းနေတော့လေထားတဲ့အချိန်မှာလေရင်ကလည်းပတ်နေတဲ့ပုံစံမျိုးရှိလို့လားမသိဘူးပြောင်းအတိအကျဖြစ်တဲ့ကျတော့ထချပလိုက်တာ5969ဆရာ A ထက်လစ်တာခုတလော A တွေကပိုးဆိုးပါးစက်တည်တယ်ဒီမင်းအဲ့ဒီကြောက်ပြတော့ကြောက်ပြပဲပြောနေတာဒီမင်းပြင်ရွာမှာလဲဒါစပါမော်တိုင်နဲ့ ဗစ်တုရှင်နေနဲ့ဘုံကျက်ပလိုက်တယ်ဗျာပါဝန်တာနဲ့ကြည့်ပြီးလိုက်သေးတာဗျာဘာမှ20ကျော်တိတ်တယ်အဲ့မှာလေမင်းပြည့်ကြည့်ရမှာလေဒီအောင်နေဖျက်ချက်ချတာနေရတယ်အခု AD ကရောက်တဲ့နေရမှာရောက်တဲ့ဘုံဘဝကိုပြောင်းသွားပြီဒီကောင်လေးအကုန်လုံးတော်တော်များများလက်နေပြီပြီးတော့ဟိုအာဆာအိနဲ့လည်းမော်ဆလီနီနဲ့လည်းမော်ဆလီနီကရခိုင်လူမျိုးတွေဟိုခေါ်ခေါ်ပြီးတတ်တာဗျာဟိုနေနေတိုက်တာမဟုတ်ဘူး A နဲ့တိုက်တာမဟုတ်ဘူးဒီကောင်တွေးတယ်များဟာဒီကောင်မလေးဆွဲတယ် အမရိတီမီရှင်မီတက်ပြတဲ့အေးအော်နေမှာလဲရခိုင်လူမျိုးတွေနွားကြောင်းနေတာတွေ့လဲဆွဲခေါ်ရတယ်ဆွဲခေါ်ပြီးတော့တက်ပြတာရှိတယ်ပစ္စည်းတွေယူတယ်နွားယူသွားတယ်ကျွဲနွားတွေယူတယ်တလိမ့်ဆိုင်ကလူရစားတောက်တဲ့ပုံစံမျိုးတော့တွေ့ရတယ်အဲ့တော့မကြခင်ဒီကျွန်တော်တို့အေးကကျွန်တော်စလီမျိုးနေတုန်းကတောင်းတော်ကပေးဆက်လိုက်တာအများကြီးပဲနော်တစ်တစ်တမမူတို့နှစ်နှစ်အဲနှစ်နှစ်တမမူတို့ညာတော့တမမူတို့ရောဘိုးချုပ်တို့ရောအော်ဘမူးချုပ်တို့ရော အော်ဘုံဘုံကျုပ်သူတွေတော့ဒါအများကြီးအဲ့မှာပေးဆက်လိုက်ရတာစစ်တောင်းမနေဖြစ်တယ်သေတယ်အဲကြောက်တော်ဖြစ်စင်ဆိုလဲအကြီးကြီးတွေပဲပေးဆက်လိုက်တာတမောဘက်ကရခိုင်ပြည်နယ်ဘက်မှာပေးဆက်မှုအများဆုံးလို့ကျွန်တော်တို့လည်းအဲယူဆမိတယ်တမောဘက်ကပေးဆက်မှုရခိုင်ဘက်မှာများတယ်ဝန်ထမ်းတွေပေးဆက်မှုတအားများတယ်အဲ့ဒါကိုကျွန်တော်တို့ကအာအအရင်အလောက်ကတော့ပြန်ပြီးဖြစ်တယ်နေအရင်အလောက်ကတော့ပြန်ပြီးဖြစ်တယ်အဲ့တော့ဟို အင်းရဲ့စုဖွဲ့မှုနေရာတွေရလည်းပဲဒါကျွန်တော်တို့ဟိုအပေါ်မှာဘူပေါင်းရှိမယ်မုတ်ပြဘူပေါင်းမှာဒါကင်းထောက်ပြီးတော့ A ဘက်ကိုရောက်မဲ့ထင်တယ်မုတ်ပြဘူပေါင်းကင်းထောက်ပြီးတော့တည်တည်ချာချာကြက်ကြနာနာနဲ့ဟိုနီးပညာနဲ့ပဲရှင်းရမှာ A ဘက်ကဘာဖြစ်လို့ဆိုတော့သူကသူတို့ကတော်ကျွမ်းတယ်အဲရွာရဲရခိုင်ရွာလေးဖြစ်တယ်ထိုးဖို့ဆိုရခိုင်စကားပြောတတ်တဲ့ရခိုင်သူတွေနဲ့ပဲပြန်ဖွဲ့စည်းပြီးတော့မှ ဒါအေးတဲ့တဲ့ပြန်လုံးပါရမယ်ဒီတိုင်းဆိုတော့ရခိုင်ရွာတွေကပြရှင်းရှင်းပြရှင်းရှင်းအပိသိအပိသိအပိသိဆိုတာမျိုးပါရမယ်နှမုတ်ဆိုလို့ရှိရင်ရွာတရွာဝဝင်ပြီဆိုရွာတရွာမှာအေးကအ ਨੇ ဆုံးမရှိပါဘူးဆို၁၀ဦးအထက်ကရွာတရွာမှာဦး၂၀ရှိတယ်အဲ့ဒီတရွာနှရွာမှာဦး၂၀၃၀လည်းပဲသူတို့ကအရက်သားပုံစံပဲနေနေကြတာလက်နက်တွေကဖွဲ့ထားကြတာတမ်းမော်တိုက်မဲ့ဗနေရမှာဆိုတန်တွဲနဲ့ထုံနီး၎င်းဂွာလဲထုံနီး၎င်းပဲအရက်သားပုံစံမျိုးတွေနေတယ်အခုနေမော်ရဲစကန်းတို့ဘာလို့မှဟန်ပြရှိတယ် အဲပြီးသွားလို့ရှင်လို့ကျန်တာအရတားနေရာမျိုးတွေမှာပဲနေတယ်အဲ့တော့တိုက်မှဆိုရင်တော့ဒါအထဲမှာရှိတဲ့မြောက်အကုန်လုံးပြရှင်းရှင်းကြီးမှာတိုက်မှာရမယ်အနေထားမျိုးကျန်ဒါကျွန်တော်တို့အားလုံးကလည်းမျှော်နေနေတယ်ရခိုင်ကိုဘယ်လိုဆုံးမမလဲပေါ့နော်ရခိုင်ကိုဘယ်လိုဆုံးမမလဲဆိုတာရခိုင်ဆွဲနယ်မှာရခိုင်အေကိုပြောတာပါရခိုင်အေကိုဘယ်လိုဆုံးမမလဲဆိုတာပဲဒါကျွန်တော်တို့ကစောင့်ကြည့်နေရတာဖြစ်တယ် အဲအဓိကကဒီမဲရွက်ောက်ဘွဲမှာပါဝင်နေတဲ့မြို့နယ်တွေပေါ့အန်းတို့ဂွာတို့ငပလီတို့တန်တွဲတို့အဲဒီနေရာတွေဒီနေရာတွေပေါ့ဒီနေရာတွေကိုဟိုဘဲတောင်ကုန်းတို့ပေါ့ဘဲအချိန်လောက်မှာတက်မလောက်ကစစ်စီရင်ပြင်ဆင်မလဲဆိုတာကျွန်တော်တို့ကြည့်ရမယ်အခုဆိုရင်နိုင်ရကံမှာဆိုလဲကျွန်တော်တို့တိုက်ဝဲတိုက်နေတာကအာတော်တော်ကြာတယ်ကြာပြီဖြစ်တယ်နော်နိုင်ရကံမှာလဲတိုက်ဝဲတိုက်တယ်ကြာပြီဖြစ်တယ်အဲဒီ ပဇီးတို့ဒီကုတ်ကြီးတို့ကုတ်ကြီးစကန်းတို့ပါဆိုပါယူအခု6 6လာအဲ့ကုန်းကိုတက်မတော်ကတိုက်နေတာစတိုက်နေတယ်တွေ့မနေ့ကလည်းတနေ့ကိုဂျက်တီတင်ထုတာပဲနော်အဲမိုင်သူတို့နာနေဆိုမိုင်ဝက်လောက်ရှိပြီမြင်နေရလောက်တဲ့အနေထားမျိုးဖြစ်နေပြီတိုက်နေကြမိုင်ဝက်လောက်ပဲရှိတော့အဲ့6တော့လို့ကုန်းနေရလေနော်အဲ့တော့အဲ့ဒီလိုနေရာတွေကို ကျွန်တော်တို့ဟိုတလုံးစလုံးမချပဲနဲ့ဟုံးနန်းနိုင်နေတဲ့တခါလေးပျောက်ပြတ်ထွက်ပျောက်ပြတ်ထွက်တော့ချလိုက်မှာ အာဒါကျွန်တော်တို့အစဉ်ပြေမဲ့အနေထားရှိတယ်နောက်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီပဇီးရွာလို့ဂုတ်ကြီးရွာလို့ဆိုတာအကုန်လုံးအကျန်းဖက်အေတွေပဲဖြစ်နေတယ်အဲ့ရွာတွေအကုန်လုံးကဒီအေနဲ့ပေါင်းပါပါဌနာတွေပဲဖြစ်နေတယ်ဖြစ်နေတဲ့အခါကျတော့အဲတတော်ကြီးကိုရှင်းနိုင်ဖို့ကအရန်အေးကြီးလာအဲ့ဒါမှကျွန်တော်တို့ဓာတ်လျှောက်ရိုးတိုင်းတိုင်းရိုးတိုင်းတက်သွားပြီးတော့မှအာရခိုင် ကိုရခိုင်ပြည်နယ်ကိုပြန်လဲပြီးတော့ဒီဘက်တောင်ချမ်းလောက်ကိုကျွန်တော်တို့ပြန်လဲထိသိမ့်နိုင်မှာဖြစ်တယ်။နောက် ARD တိုင်းဘက်ဆိုလို့ကျဒီလေးမျက်နှာဝက်ကောင်းမှဆိုတော့ AD ကတဘုံကြီးမဲ့တဘုံကြီးမဲ့ဝက်ကောင်းမှသူစခန်းနေရှိတယ်။ဒါရေးကြီးစခန်းကိုအကြမ်းဖက်စခန်းကိုဖိတုတလို့ပဲဒီဝက်ကောင်းဘက်ကိုလည်းကျွန်တော်လေးမျက်နှာဘက်ကဝက်ကောင်းလည်းပဲတော်တော်တတိထားပြီးတော့ထုရမယ်အနေထားမျိုးရှိတယ်။ဒီဝက်ကောင်းကတော့လွတ်လပ်နေတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတယ်။နောက် အဲ့တော့ဘာပဲပြောပြောဒီပုံနဲ့ကြုံးမှဆိုလဲကွန်းတော်ရွာအနီးမှာရှိတာကိုလဲဖိတိထူလိုက်လို့အေရီယာတည်တယ်အဲဒီအမ်းမှာလဲဒါမြေအောင်ရခောက်ကိုထူလိုက်လို့အနီးရတဲ့ထူလိုက်လို့တည်တယ်အဲနောက်ကြောက်ပြူဘက်မှာလဲပဲတောင်းချောက်ဖြစ်တယ်ဆိုတော့အဲဒီလိုမျိုးချွေနေတာလဲကောင်းတယ်ဆိုပေမဲ့ဟုံးနန်းနန်းကျွန်တော်တို့ဟိုအပိစမှုမရှိပဲနဲ့ဒီရိုးလန်းတစ်ချောင်းမှာအားနဲ့မှန်နဲ့အဲချမယ်ဆိုရင်နိုင်ငံတော်အစိတ်မြူးနဲ့ချမယ်ဆိုရင်ဒါကျွန်တော်တို့တလောက်လောက်မှကြာအောင်ရရှိနိုင်တယ် အေဒီကအခုကျွန်တော်တို့ကြားသိတော့ကတော့မျိုးတော်တော်ပြုတ်နေပြီဟန်မဲရှိတော့လဲဆန်မရှိတော့ဘူးဖြစ်သွားပြီသူတို့လည်းပလောင်လိုပဲဖြစ်နေပြီဟန်မဲရှိတော့လဲဆန်ပြီးတော့ထုံမြင့်နိုင်ရတဲ့နိုင်ငံတကာနဲ့မွေးစည်းဝါးနဲ့ပြည်သူဖြစ်လို့လားမသိဘူးဒီရခိုင်ပြည်နယ်ထဲမှာပဲထက်ရှိနေတယ်အဲ့တော့သူကအနီးကကွန်မန်ဒါအနီးကပေးနေတဲ့အတွက်ပို့ပြီးတော့တတိတိတိနဲ့များများဆဆနဲ့ကျွန်တော်တို့လုံနိုင်မှာဒီရခိုင်ဒီဘက်တောင်ချမ်းလောက်ကိုကျွန်တော်တို့အေးချမ်းမယ်လို့ယူဆမိပါတယ်ဒါမနေ့ကတော့တပ်မတော်က တလို့အာရပါရကျွေးတာကိုကြားသည်လို့ဒါကျွန်တော်ညီကောင်မမလေးအေးတက်ကနေကျန်ညီကောင်မမလေးတရှိစေချင်လို့ဒါကျွန်တော်ဒီဖိုင်လေးပြောပြတာဖြစ်ပါတယ်အားလုံးလူသားတွေပြေးကြပါစေခင်ဗျာ